ရုရှားကောင်းဆောင်ပူတင်ရဲ့ဆုံးဖြတ်ချက်ဟာကြီးမားတဲ့အမှားတစ်ခုဖြစ်တမိုင်းမှာမှတ်တမ်းတင်ရရမယ့်အခြေအနေကိုရောက်ရှိလာပါပြီ။ပြီးခဲ့တဲ့အော်တိုဘာလ10ရက်တောက်ကြံနေ့မှာယူကရိန်းနိုင်ငံ KF မြို့တော်ရဲ့အသက်သွေးကြောဖြစ်တဲ့အဓိကစွမ်းအင်တာအပေးဆက်ယုံတွေကိုပြစ်မှတ်ထားပြီးအကြီးအကျယ်တိုက်ခိုက်မှုကြီးကိုသူဟာထပ်မံစတင်ခဲ့ပါတယ်။ဒီလို့ရဟာယူကရိန်းပြည်သူတွေအတွက်စောင်းရည်ဒီမှာအပူပေးစနစ်ပြည့်စင်ပြီနဲ့ရင်ဆိုင်ရမယ့်ဘဝကိုရည်ရွယ်ပြီးစိတ်ပိုင်းဆိုင်ရာထိုးနှက်ဖို့ကြိုးစားခဲ့တာဖြစ်ပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ဟာပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ယူကရိန်းသမ္မတဇယ်လန်စကီးကမော်စကိုမြို့ကြီးတစ်ခုလုံးပြီးမှောင်ကျသွားစေရမယ်ဆိုတဲ့ပြတ်သားတဲ့သတိပေးစကားကိုပူတင်စီကိုကြိုတင်ပေးပို့ထားခဲ့ပြီးသားပါအခုတော့အဲ့ဒီစကားဟာပက်တင်တန်လိုလှင်မြန်ပြတ်သားတဲ့တုံ့ပြန်မှုအဖြစ်ပြန်လည်ပေါ်ပေါက်လာပါပြီရုရှားနိုင်ငံသားတပန်းရဲ့တဝက်လူပေါင်း9သိန်းကျော်ဟာလာမယ့်အေးခဲတဲ့ဆောင်းရာသီကိုပြည့်စက်မီမရှိဘဲဖျက်ဆီးရမယ်ခက်ခဲကြမ်းတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါပြီဒါပေမဲ့ယူကရိန်းရဲ့တုံ့ပြန်ချက်ဟာဒီလောက်နဲ့နေရပ်တန့်သွားတာမဟုတ်ပါဘူး ယူကရိန်းဟာရုရှားနိုင်ငံရဲ့ကီလိုမီတာပေါင်းများစွာအတွင်းပိုင်းအထိ drone တွေစေလွှတ်ပြီးရုရှားရဲ့အကြီးမားဆုံးရေနံချက်စက်ရုံကြီးတစ်ခုကိုထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့ပြန်ပါတယ်။ဒီစက်ရုံဟာပူတင်ကိုရိုင်းကယူကရိန်းရဲ့လက်နက်မမီနိုင်တဲ့နေရာမှာလုံခြုံစွာရှိနေပါတယ်လို့ယုံကြည်ထားခဲ့တဲ့အကာအကွယ်ရှိဆုံးနေရာတစ်ခုပါ။ဒီလိုနက်နဲရကိုထိုးပေါက်တိုက်ခိုက်နိုင်ခြင်းဟာ Kremlin နန်းတော်ကိုပေးပို့လိုက်တဲ့ရှင်းလင်းပြသတဲ့သတင်းစကားတစ်ခုပါပဲ။အဲ့ဒီသတင်းစကားကတော့ပူတင်သာယူကရိန်းပြည်သူတွေကိုဆက်ပြီးတိုက်ခိုက်နေဦးမယ်ဆိုရင် ရုရှားနိုင်ငံရဲ့ဘယ်နေရာမှလုံခြုံမှာမဟုတ်ဘူးဆိုတာပါပဲဒီလိုအခြေအနေတွေဖြစ်လာတော့ရုရှားရဲ့ဝါရဖြန့်ချီရေးသမားတွေဟာဒေါသတွေအလွန်မဲထွက်နေကြပြီးယူကရိန်းကရုရှားစီးပွားရေးပေါ်ထိခိုက်ပျက်စီးအောင်လှုပ်ဆောင်နေမှုတွေအတွက်ဥရောပနိုင်ငံတွေစီကနေရော့ကျင်းဝေတောင်းခံလာကြပါပြီသူတို့ရဲ့လုပ်ရဟာပြောင်ပြောင်ပြင်းပြင်းစကလုံးလှည့်စားနေတာဖြစ်ပြီးဒီစစ်ပွဲကြီးကိုဘသူကစတင်ခဲ့တယ်လဲဆိုတော့မူလအမှန်တရားကိုလုံးဝမေ့လျော့သွားကြပုံပါပဲကဲဒီဖြစ်ရဆိုကြည့်ရအစကိုပြန်ပြီးလှန်ကြည့်လိုက်ကြရအောင်ဗျာ ပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့ညဆိုတာယူကရိန်းနိုင်ငံတော်ကရပ်သားပြည်သူထောင်ပေါင်းများစွာအတွက်အကြောက်မက်ဖွယ်ကောင်းဆုံးညတညာဖြစ်တမိုင်းမှာမှတ်တမ်းဝင်သွားပါပြီ။အဲ့ဒီညမှာရုရှားဟာမကြုံဆုပ်ခုတဲ့လေကြောင်းထိုးနှက်တိုက်ခိုက်မှုကြီးကိုဆင်နွှဲနေခဲ့တာပါ။သူတို့ဟာ drone စင်ရေ465သင်းနဲ့ဒုံးကြီးအစင်း30ကိုတပြိုင်တည်းပစ်လွတ်ပြီးယူကရိန်းကိုအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာဘယ်လောက်တောင်ကြောက်စရာကောင်းသလဲဆိုရင် အပန်ထက်မြန်တဲ့ cancel နဲ့ escanner ပဲတင်းတုံးကြီးတွေလိုမျိုးခင့်မိပြီးအဖြတ်ဆွမ်းအားကြီးမတဲ့လက်နက်တွေပါပါဝင်ခဲ့တာကိုကြည်ကျင်းအဖြစ်ရုရှားရဲ့ရည်ရွယ်ချက်ဘလောက်ကြီးမလဲဆိုတာကိုခံမှန်းနိုင်ပါတယ်။သူတို့ရဲ့ပြတ်မှတ်တွေကတော့ KF, Zaporizhia, Kharkiv နဲ့ Sumy လိုမျိုး Ukraine ရဲ့အဓိကမြို့တော်ကြီးများဖြစ်ပြီးအရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုရည်ရွယ်ပြီးထိတ်လန့်တုံ့လှုပ်စီဖို့ကြိုးစားခဲ့တာထင်ရှားပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာမျောလင့်ခြင်းနဲ့ရောင်ကြီးတစ်ခုလိုပေါ်ထွက်လာတာကတော့ ယူကရိန်းရဲ့တတိရှိပြီးထပ်မြက်တဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေပဲဖြစ်ပါတယ်။သူတို့ဟာယူကရိန်းကပစ်လွှတ်လိုက်တဲ့ drone နဲ့ဒုံးကျည်စုစုပေါင်းရဲ့60ရာခိုင်နှုန်းအထိကိုအမခန်းအောင်မြင်စွာကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ဒီလိုကာကွယ်နိုင်ခဲ့လို့သာယူကရိန်းပြည်သူတွေဟာဒီထက်မကဆိုးရတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ရခြင်းကနေလွတ်မြောက်ခဲ့ရတာပါ။ဒါပေမဲ့လည်းကံမကောင်းတာနဲ့ပဲအဲ့ဒီ90ရာခိုင်နှုန်းနဲ့ကလွတ်မြောက်ပြီးကြမ်းရှိနေခဲ့တဲ့လက်နက်အနည်းငယ်ကတော့အလွန်ဆိုးရွားတဲ့ပျက်စီးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ မြို့တော် KF မှာဆိုရင်လူနေဆောက်အုံတွေအရေးကြီးတဲ့အရက်ပတ်အခြေခံဆောက်အုံတွေအပြင်းထန်ထိခိုက်ခဲ့ပြီးလူပေါင်းထောင်ပေါင်းများစွာအတွက်အလျက်စစ်မီတွေရုတ်တရက်ပြတ်တောက်သွားတဲ့မြင်ကွင်းဟာအမှန်တကယ်ကိုဝမ်းနည်းစရာကောင်းပါတယ် KF မြို့မှာလူ12 12ယောက်ဒဏ်ရာရခဲ့ပြီးမြို့ရဲ့တဝက်နီးပါးဟာလျှက်စစ်မီမရှိဘဲအမှောင်တူထဲမှာနေမြုပ်သွားခဲ့ရပါတယ်ပို့ပြီးတော့ဝမ်းနည်းကြေကွဲစရာကောင်းတာကတော့ဇာပိုရိရှားမြို့မှာဖြစ်ခဲ့တဲ့ကိစ္စပါအသက်9နှစ်ရွယ်ကလေးငယ်တို့ဦးတေဆုံးခဲ့ပြီးနောက်ထပ်17ယောက်ဒဏ်ရာရရှိခဲ့ပါတယ် ဒီလိုရွေမြောက်သေးတဲ့ကလေးငယ်တူသေဆုံးသွားတာဟာဒီစစ်ပွဲရဲ့အကြမ်းဖက်မှုအရှိဆုံးမျက်နှာစာကိုထင်ဟပ်ပြနေပါတယ်။ဆူမီမြို့မှာလည်းလူဒရာစင်ကျော်တရားရရှိခဲ့တဲ့ဆိုတော့ဒီညဟာယူကရိန်းအတွက်သွေးဆွနဲ့ညတညဖြစ်ခဲ့ပါတယ်။တချို့သူတွေကတော့ဒီလိုတိုက်ခိုက်မှုတွေဟာကြိုတင်မျောလင့်ထားတဲ့အရာတွေပါလို့ငင်းခုန်ကောင်းငင်းခုန်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ရုရှားဟာစစ်မြေပြင်မှာအရေးနိုင်သွားတိုင်းသူတို့ရဲ့စစ်ရေးကြီးမှန်းချက်တွေမှာအောင်မြင်ပဲအရှုံးနဲ့ရင်ဆိုင်ရတိုင်း သူတို့ရဲ့အာယုံဆိုင်မှုကိုအရက်သားတွေပေါ်မှာပဲအခြေခံတဲ့အကြမ်းဖက်မှုဘက်ကိုအမြဲတမ်းဥပလဲတယ်လို့ပါသူတို့ဟာယူကရိန်းရဲ့ဓာအပိဆက်ယုံတွေရေပေးဝေရေးစနစ်တွေနဲ့အရေးကြီးတဲ့အခြေခံဆောက်အုံတွေကိုဖျက်ဆီးပြရတာကိုဝါသနာပါနေကြပုံပါပဲဒါဟာစစ်တပ်နဲ့ဓာတ်ရိုက်မပတ်သက်တဲ့ပြည်သူလူထုရဲ့စိတ်ဓာတ်ကိုချိုးနှိမ်ဖို့ကြိုးစားတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဗျူဟာတစ်ခုဖြစ်တယ်ဆိုတာငြင်းလို့မရပါဘူးနိုင်ငံတကာဥပဒေအရပူတင်ရဲ့လုပ်ရက်တွေပေါ်မှာလုံးဝခွင့်မပြုနိုင်တဲ့အမြင်ကိုပြသနေတာပါ ဒီလိုအရသာအခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာစစ်ရာသွင်းမှုမြောက်တယ်လို့တောင်ပြောရမယ့်အခြေအနေပါဒါပေမဲ့ရုရှားရုံမြင့်တန်ကြားဌာနရဲ့ဝါရဖြန့်ချီသမားတွေကဘလို့များကာကွယ်ပြောဆိုခဲ့တယ်လဲဆိုရင်ဒီတိုက်ခိုက်မှုတွေဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတိုက်ခိုက်မှုတွေလို့ဆိုပါတယ်ပထမဆုံးချိန်ဒီစကားကိုကြားလိုက်ရတဲ့အခါမျက်လုံးတော်ပြူသွားခဲ့ရပါတယ်ပူတင်ရဲ့ရွေချက်ကယူကရိန်းပြည်သူတွေကိုသူတို့ရဲ့သမ္မတဇယ်လန်စကီးရဲ့လက်အောက်ကနေကယ်တင်မှုဖြစ်ပါတယ်တဲ့ ီတော့ပြိုက်တက်ကြီးတို့ကိုယ်တိုင်ပဲဒီဝါဒဖြန့်ချီရေးသမားတဦးရဲ့ပြောစကားကိုနားဆင်ခံစားကြည့်လိုက်ပါဦး။သူပြောတာက Russia Federation ဟာ Ukraine ရဲ့တအားလိုင်းကွန်ရက်တစ်ခုလုံးကိုအပြင်းထန်အကြီးအကျယ်ထိုးနှက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုရရဲ့နောက်ကကမြင့်မြတ်တဲ့ယူရချက်ကတော့ Zelensky ကိုလက်ရှိအရှိတရားတွေကိုမျက်ဝါးထင်ထင်သိမြင်လာစေဖို့နဲ့စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်နိုင်မယ့်ငြိမ်းချမ်းရေးကိုပိုပြီးနှီးကပ်လာစေဖို့တတ်တပ်ပါပဲ။ ဒီအချိန်တွေမှာယူကရိန်းရဲ့စစ်ရေးနဲ့အုပ်ချုပ်ရေးအတွက်အရေးပါတဲ့အခြေခံစောင့်အုံတွေကိုပိတ်မှတ်ထားတဲ့ရုရှားရဲ့ဒုံးကျင်တဲ့ drone တိုက်ခိုက်မှုတွေဟာအမှန်တကယ်တော့လူသားချင်းစာနာမှုတဘာဝကိုစောင့်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငြိမ်းချမ်းရေးမြန်မြန်ရောက်လာလေလေကျွန်တော်တို့ဟာယူကရိန်းပြည်သူတွေရဲ့အသက်ပေါင်းများစွာကိုပိုပြီးကယ်တင်နိုင်လေလေဖြစ်လို့ဖြစ်မှာမို့လို့ပါပဲ။ကဲဒီလိုမျိုးအရက်ပတ်စောင့်အုံတွေကိုတိုက်ခိုက်မှုဟာလူသားချင်းစာနာထောက်ထားမှုဆိုရင်တော့ယူကရိန်းသမ္မတဇယ်လန်စကီးဟာ Nobel ငြိမ်းချမ်းရေးဆုလိုမျိုးအမြင့်ဆုံးဂုဏ်ပြုတစ်စိတ်တစ်ခုတော့ရတင်နေပြီလို့ကျွန်တော်ထင်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့သူဟာရုရှားတို့ဘက်ကတခါမှမမျှော်လင့်ဘူးတဲ့အကြီးမားဆုံးသောလူသားချင်းစာနာမှုဆိုင်ရာအကူအညီလို့ပြောရမယ်။တုံ့ပြန်တိုက်ခိုက်လိုက်မှုတစ်ခုကိုချက်ချင်းဆိုသလိုပေးပို့လိုက်လို့ပါပဲ။အဲ့ဒီပထမဆုံးသောတံပြန်တိုက်ခိုက်မှုဟာမော်စကိုမြို့တော်ရဲ့အချက်ချာကြတဲ့ Novi Van Gogh ဗိုလ်ခရိုင်တဲကိုတိုက်ရိုက်ရောက်ရှိသွားခဲ့ပါတယ်။ဘာဖြစ်ဖြစ်ခဲ့လဲဆိုတော့လူနေတိုက်ခန်းအများပြားဟာနိုင်ပေါင်းများစွာကြအောင်မျက်စိမိနဲ့ရေတွေရုတ်တရက်ပြတ်တောက်သွားခဲ့ပြီးလမ်းမီးတွေတောင်ပိတ်ကုန်လို့မြို့တော်ရဲ့တစိုက်တစ်ပိုင်းဟာမှောင်မဲသွားခဲ့ပါတယ်။ ရုရှားနိုင်ငံသားတော်တော်များများဟာတယ်လီဂရီထဲမှာပိတ်မိနေကြကြပြီးခရိုင်တစ်ခုလုံးကမြို့သူမြို့သားတွေစီမရေရာတဲ့ထိတ်လန့်မှုတွေစတင်ပြန့်နှံ့သွားခဲ့ပါတယ်။ဒီလိုမျိုးထိတ်လန့်တုံလို့ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့မတိကျမရေရာမှုကြောင့်ပါ။ယူကရိန်းဘက်ကပို့လိုက်တဲ့ဒီတိုက်ခိုက်မှုဟာရုရှားလိုပဲဒရုန်းတွေဒုံးကျည်တွေနဲ့ရောက်လာခဲ့တာမဟုတ်ပါဘူး။ဒါဟာ KSS ကအသုံးဝင်ခဲ့တဲ့ယုံကြည်စိတ်ချရတဲ့အတွင်းကြကြဖြက်စည်းရေးနီလန်ဟောင်းလေးနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အခုချိန်ထိတောင် Kremlin နန်းတော်တွေကအရာရှိကြီးတွေဟာ ဘာဖြစ်သွားမှန်းဘသူလက်ချက်လဲဆိုတာကိုအဖြေရှာလို့မရသေးတဲ့အနေအထားမျိုးဖြစ်နေတာဟာအမှန်တရားကိုဘသူကဖုံးကွယ်ထားလဲဆိုတာကိုပြသနေတယ်လို့ပါပဲဒီတစ်ချိန်မှာတော့ရုရှားကောင်းဆောင်ပူတင်ရဲ့မိုင်းမဲတဲ့ဆုံးဖြတ်ချက်တွေရဲ့အကျိုးဆက်ဟာနေဆက်ကိုကြော်လွန်ပြီးရုရှားနိုင်ငံရဲ့အတွင်းပိုင်းအထိရောက်ရှိလာခဲ့ပြီလို့ဆိုရမှာပါဒါပေမဲ့ခမားတို့အနေနဲ့ဒီလောက်နဲ့ပဲပြီးသွားပြီလို့ထင်လိုက်တယ်ဆိုရင်မှားသွားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာနောက်ဆက်တွဲဖြစ်လာမဲ့ပိုပြီးအကြီးအကျယ်နာကျင်စေမဲ့တုံ့ပြန်မှုတွေနဲ့စာရင်အစပြုံးရုံလောက်ပဲရှိပါသေးတယ်။ အခုဆိုရင်ရုရှားနိုင်ငံရဲ့ Belgorod ဒေသမှာအရေးပေါ်ဥဩသံတွေဟာစတင်ပြီးမြည်ဟီလာခဲ့ပါပြီ။ဒေသခံပြည်သူတွေဟာသူတို့ရဲ့နေစဉ်ဘဝကိုရပ်တန့်ပြီးမေးလွရာကိုအသေးအံပြေးလွှားပုန်းခုန်နေကြရတဲ့မြင်ကွင်းတွေဟာအင်တာနက်ပေါ်မှာပြန့်နှံ့နေပါပြီ။ကျွန်တော်တို့အခုမြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်တွေထဲမှာဆိုရင်ရုရှားပြည်သူတွေဟာသူတို့ကြုံနေကြဖြစ်တဲ့အမှောင်ကျမှုကြီးနဲ့မလွဲမရှောင်သာပြန်လည်မိတ်ဆက်ချင်းခံလိုက်ရတာကမြင်တွေ့ရမှာပါ။ကျွန်တော်ပါလို့ဒီလိုမိတ်ဆွေဟောင်းဆိုတဲ့စကားလုံးကိုသုံးရတယ်လဲဆိုတော့ ယူကရိန်းဟာဒီဘယ်ဂရော့ဒေတာကိုပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာပဲ၃ချိန်တိုင်တိုင်းတိုက်ခိုက်ခဲ့ပြီးဖြစ်လို့ပါတိုက်ခိုက်မှုတိုင်းမှာရုရှားနိုင်ငံသားတောင်းနေချီပြီးမျက်စင်ပြီးပြတ်တောက်တဲ့ဒုက္ခနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ယူကရိန်းဟာတကယ်ကိုပဲနောက်တစ်ဆင့်တက်ဖို့ပြက်ပြက်သားသားဆုံးဖြတ်လိုက်ပါတယ်။သူတို့ဟာအရေးပါဆုံးဖြစ်တဲ့အဓိကဒါအပိဆက်ယုံကြီးကိုတိုက်ရိုက်ပစ်မှတ်ထားပြီးထိမှန်အောင်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုပြင်းထန်တဲ့တုံ့ပြန်မှုရဲ့အကျိုးဆက်ကတော့ဒေသခံပြည်သူပေါင်း9သိန်းနီးပါး ဆိုလိုတာကလူဦးရေတဝက်နီးပါးဟာရုတ်တရက်ဆိုသလိုလျှက်စင်မီမရှိပဲအမှောင်တူထဲမှာကြံရစ်ခဲ့ရခြင်းပါပဲ။ဒါပေမဲ့စိတ်မပူကြပါနဲ့လို့ရုရှားဘက်ကဝါဒဖြန့်တာကိုနားထောင်ကြည့်ရအောင်ပါ။ဒေသဆိုင်ရာရုရှားအုပ်ချုပ်ရေးမှူးရဲ့အဆိုအရတော့ဒီပြဿနာတွေဟာယူကရိန်းရဲ့ drone တွေဒါမှမဟုတ်တိုက်ခိုက်မှုတွေကြောင့်လုံးဝမဟုတ်ပါဘူးတဲ့။ဒါတွေအားလုံးဟာအပြည့်အစည်းများပြုတ်ကျလာခြင်းကြောင့်ဖြစ်ရတာပါလို့ကာကွယ်ပြောဆိုပါတယ်။ဒီလိုအယောင်ဆောင်ကာဝယ်ပြောဆိုချက်ပေးပြီးတဲ့နောက်မှာတော့အဲ့ဒီအုတ်ချုပ်ရေးမှုကပဲမကြခင်မှာ အလှဲ့ကြမီးဖြတ်တောက်မှုတွေဖြစ်လာနိုင်ခြင်းရှိတယ်လို့ထပ်ပြီးသတိပေးခဲ့ပါသေးတယ်။ဒါပေမဲ့လည်းယူကရိန်းဟာဒီလောက်နဲ့တော့ကျေနပ်သိမ်းပုံမရပါဘူး။ယူကရိန်း drone တချို့ဟာပြစ်မှတ်အစ်တွေကိုရှာဖွေဖို့အတွက်ခရီးရှည်ကြီးထွက်ခဲ့ကြပြန်ပါတယ်။ drone တစ်စီးအနေနဲ့ရေးကြီးတဲ့ပြစ်မှတ်ကိုလိုချင်ရင်ဖယ်ကိုသွားတင်ပါတယ်။ drone ထုတ်လုပ်တဲ့စက်ရုံစီကို သွားရမှာပါ။ဒါကြောင့်သူတို့ဟာရုရှားသိမ်းပိုက်ထားတဲ့ Dondex မြို့က FPV drone တွေတိုက်ခိုက်ရေး drone တွေနဲ့ကြီးတန်းတွေထုတ်လုပ်မှုတက်တောင်းဝင်ယူထားတဲ့အရေးကြီးတဲ့ရုရှားစက်ရုံတစ်ခုစီကိုတွားရောက်ခဲ့ကြပါဗျာ။ နောက်ဆက်တွဲမြင်ကွင်းတွေဟာကြောင်းမက်ဖွယ်ကောင်းလောင်အောင်ဆိုးရွားပြီးဆက်ယုံတဝိုင်းမှာအကြီးအကျယ်မီးလောင်ပျက်စီးနေခဲ့လို့ပါပဲ။ရုရှားနိုင်ငံသားတချို့ကတော့ဘာရီဖြစ်နေမှန်းကိုချက်ချင်းနားမလည်နိုင်ခဲ့ကြပေမဲ့သူတို့မြင်တွေ့ရတာကတော့ဗီဒီယိုရိုက်ကူးပြီးအင်တာနက်ပေါ်မှာဖြန့်ဝေခဲ့ကြပါဗျ။ဒီနောက်ဆုံး drone တိုက်ခိုက်မှုဟာတကယ်တော့ရုရှားရဲ့ဝေးလံခေါင်ဖျားတဲ့ရွာတွေမှာစံအိမ်ကြီးတွေနဲ့ဇိမ်ခံနေတတ်တဲ့ပူတင်အတွက်တီးတန့်ယူရပြီးပေးပို့လိုက်တဲ့သတင်းစကားတစ်ခုပါပဲ။သူဟာ Kremlin ကနေထွက်ပြေးပြီးပုံအောင်နေတတ်တဲ့အကျင့်ရှိတယ်ဆိုတာကိုခင်ဗျားတို့လည်းသိကြမှာပါ။ ရုရှားရဲ့ဘယ်နေရာမှာမှလုံခြုံမှုမရှိတော့ဘူးဆိုတဲ့အချက်ကိုပူတင်ကောင်းတဲ့ရိုက်သွင်းပေးလိုက်တာဖြစ်ပါတယ်။အခုဒီချိန်မှာတော့ယူကရိန်းရဲ့အကွာအဝေးရှေ့ကြီးကိုပြစ်မှတ်ထားတဲ့စစ်စင်ရေးဟာတကယ်ကိုပဲခံမှန်းရခတ်တဲ့အဆင့်ကိုရောက်ရှိသွားခဲ့ပြီလို့ဆိုရမှာပါ။သူတို့ရဲ့နောက်ဆုံးပြစ်မှတ်ကဘယ်လောက်တောင်ဝေးကွာသလဲဆိုရင်ယူကရိန်းနယ်စပ်ကနေကီလိုမီတာ1400ပြောရမယ်ဆိုရင်မိုင်1000နီးပါးလောက်အထိကိုေးကွာတဲ့ရုရှားရဲ့ရေနံချက်စက်ယုံကြီးစီကိုပဲဖြစ်ပါတယ်။ဒီစက်ယုံကြီးဟာတာမန်နေရာတစ်ခုမဟုတ်ပါဘူး။ ဒါဟာစက်ရုံခွဲ၃ခုပေါင်းစပ်ထားပြီးတစ်နှစ်ကိုရေနံတန်ချိန်24တန်ထီထုတ်လုပ်နိုင်တဲ့ရုရှားရဲ့အကြီးမားဆုံးသောရေနံချက်လုပ်ငန်းအချက်အချာနေရာကြီးတစ်ခုပါ။ Kremlin နန်းတော်အတွက်တော့ဒါဟာအရေးကြီးဆုံးလောင်းသားသည့်ထောက်ပံ့ရေးစံနာများတွေကတစ်ခုဖြစ်ပြီးရုရှားစစ်တပ်အတွက်လိုအပ်တဲ့ဓာတ်ဆီဒီဇယ်နဲ့တခြားမရှိမဖြစ်ထုတ်ကုန်တွေကိုမပြတ်မလတ်ထောက်ပံ့ပေးနေတဲ့အသက်သွေးကြော်လို့ပြောရင်လည်းမမှားပါဘူး။ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်စစ်ရုံတွင်းကရေနံစိမ်းပေါင်းခံတဲ့ unit နီးမှာမိလောင်ကျွမ်းမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ဆန်းယုံရဲ့လုပ်ငန်းလေပတ်မှုဟာတစ်စိတ်တစ်ပိုင်းရပ်တန့်သွားခဲ့ရပါတယ်။ရုရှားရဲ့ဒီလောက်နှက်ဆိုင်တဲ့အတွင်းပိုင်းကအခြေခံအဆောက်အုံတစ်ခုပေါ်အောင်မြင်တဲ့တိုက်ခိုက်မှုတိုင်းဟာရုရှားရဲ့ထောက်ပံ့ရေးပို့ဆက်ရေးပို့ဆောင်ရေးကွင်းဆက်ကိုတဖြည်းဖြည်းချင်းအားနည်းသွားစေကလို့သူတို့ရဲ့လေကြောင်းရံကာဝေးကွန်ရက်မှာရှိတဲ့ကြီးမားတဲ့ဟာခွက်တွေနဲ့အကန့်အသတ်တွေကိုလည်းပို့ပြီးရှင်းရှင်းလင်းလင်းဖော်ထုတ်ပြသလိုက်တယ်လို့ပါပဲ။ရုရှားတွေအတွက်တော့ဒီလိုရင်းနှီးချက်ဆက်ယုံတွေပြည့်စုံဆုံးမှုတွေဟာတဖြည်းဖြည်းနဲ့စုပုံပြီးများပြားလာနေပါပြီ။ ဒီတော့ရုရှားကျောက်တန်ကဝါရဖြန့်ချီရေးသမားတွေရဲ့တုံ့ပြန်မှုကိုကြည့်ရအောင်ပါ။သူတို့ဟာအခုဆိုရင်ယူကရိန်းကဖျက်ဆီးခဲ့တဲ့ရေနံချက်ဆက်ယုံတွေအားလုံးအတွက်ဂျော်ဂျီအဖြစ်ဥရောပနိုင်ငံတွေစီကနေပတ်စံတောင်းခံနေကြပါပြီ။သူတို့ပြောတာတွေကကျွန်တော်ထင်ပါတယ်ဥရောပသားတွေအထူးသဖြင့် Belgian Belgian ကို Euroclear လို့ငွေကြေးဖွဲ့စည်းတွေကိုပုံမှန်လေးလေးနဲ့လူသိရှင်ကြားသတိပေးပြောဆိုရမယ့်အချိန်ရောက်လာပါပြီ။ခင်ဗျားတို့တေချာကြည့်ဆိုင်ပြီးကြည်ထားကြပါ။ နောက်ပိုင်းရုရှားကယူကရိန်းစီကနေသူတို့ဖြစ်ပေါ်စေခဲ့တဲ့ဆုံးရှုံးမှုတွေအတွက်ဂျော်ဂျင်းဝေစပြီးတောင်းတဲ့အခါခမားတို့တင်ပြထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေတင်ထားတဲ့ပမာဏကိုအဲ့ဒီဂျော်ဂျီတဲ့ကိုလုံးဝထည့်ပေါင်းလိုက်မှာဖြစ်ပါတယ်။ခမားတို့တင်တာများလေလေကျွန်တော်တို့ကယူကရိန်းစီကနေတောင်းမဲ့ဂျော်ဂျီပမာဏကများလေလေပဲဆိုတာကိုကောင်းကောင်းသတိထားကြပါလို့ပြောရပါမယ်။နောက်ဆုံးတော့ကျွန်တော်တို့ကသူတို့ရဲ့ပိုင်ဆိုင်မှုတွေအော်ဒက်ဆာကအော်ပရာနဲ့ဘဲလေးပြဆက်ရုံလို့ဒါမှမဟုတ်တခြားအဖို့တန်ပစ္စည်းဘာမှမစိုးယူပြလိုက်မှာပါ။ ကျွန်တော်တို့ဟာယော်ကျေးအတွက်ဘယ်လ်ဂျီယံကိုလိုက်တောင်းမယ်ပြင်သစ်ကိုလိုက်တောင်းမယ်နယ်သာလန်လည်းပါပါတယ်ဒီကိစ္စတွေအားလုံးဘလို့အဆုံးသတ်မလဲဆိုတာကိုကျွန်တော်တို့ကောင်းကောင်းကြီးသိပါတယ်စစ်ခုံရုံးမှာကျွန်တော်တို့တရားဆွဲပါမယ်ဆိုပြီးပြောသွားခဲ့ပါတယ်တော်တော်လေးကိုအဓိပ္ပာယ်မရှိတဲ့ပြောစကားပါပဲရုရှားဘာသာဖြန့်ချီရေးသမားတွေပုံမှန်အသိစိတ်ရောရှိကြရဲ့လားဒါမှမဟုတ်လက်ရှိနိုင်ငံရေးခင်းချင်းကိုနားလည်ကြရဲ့လားလို့တောင်မေးစရာရှိပါတယ်ကဲအခုတော့ကျွန်တော်တို့ရဲ့ဒီနေ့အတွက်နောက်ဆုံးရသတင်းသုံးသပ်ချက်ကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ် ပရိသတ်ကြီးအနေနဲ့ဒီလိုပူပြင်းလက်ဆက်တဲ့သတင်းတွေကိုသဘောကျတယ်ဆိုရင်တော့အောက်က like and subscribe clip ကိုနှိပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်